်မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်သာဝရဖျားထံတော်ပါမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာဂျေဇုတော်အားဖြင့်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဗျာဒခင်ပြင်ဆင်ပေးတဲ့အတွက်ကောရင်သူဩဝါဒစာပထမဆုံးအခန်းကြီး7အပိုက်ငယ်ရှိကိုစင်ကျင်ဖို့ ပြင်ဆင်ထားပါရယ်အဘဲသောနီးဟုမူကား ဝိညာဉ်တော်အားဖြင့်တယောက်သောသူအားပညာတရားကို ပေးတော်မူ၏ထိုဝိညာဉ်တော်အားဖြင့်တယောက်သောသူအားထိုးထွင်းခြင်းတရားကို ပေးတော်မူ၏ဒီနေရာမှာတော့ကျွန်တော်တို့ပညာတရားနဲ့ထိုးထွင်းခြင်းတရားကိုတရှင်သောဝိညာဉ်တော်ကပေးတယ်လို့တွေ့ရပါတယ်တယောက်သောသူကိုလို့ပြောတဲ့အတွက်ကြောင့်မလို့ရည်ညွှန်းချက်ကတော့လူတူတယောက်ကို ဆိုးလို့တာဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်ဒါပေမဲ့တယောက်တည်းမှာလည်းပဲ ညာတရားနဲ့ထိုးထွင်းခြင်းတရားရနိုင်ပါတယ်။ဒီနေရာမှာပညာတရားဆိုတာက word of wisdom လို့သုံးပါတယ်ထိုးထွင်းခြင်းတရားကိုတော့ word of knowledge လို့သုံးပါတယ်။ဒါကြောင့်ဒီနေရာမှာကျွန်တော်တို့က wisdom လို့ခေါ်တဲ့ပညာရဲ့ knowledge လို့ခေါ်တဲ့ထိုးထွင်းခြင်းတရားရဲ့ကိုတည်တည်ချာချာသိဖို့လိုပါတယ်။စာပေထဲမှာတော့ဗာပြောလဲဆိုရင်မြန်မာလိုထိုးထွင်းခြင်းတရားလို့ ဘာသာပြန်ထားတဲ့ knowledge ကတော့ကျွန်တော်တို့ကသင်ကြားသိရှိ နားလည်ထားတဲ့အသိပညာလို့ဆိုလိုတာဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရရင် ကျွန်တော်တို့ကသင်္ချာပု္ပ္ပာတပုတ်ကိုဘလို့တွက်ရမလဲဆိုတာသိတာ။ထိုနည်း၎င်းမဲ့ထမင်းကိုဘလို့ချက်ရမလဲဆိုတာသိတာ။ထိုနည်း၎င်းမဲ့ကျွန်တော်တို့အိမ်ဘလို့စောက်ရမလဲဆိုတာကိုသိနေတာ။အဲ့လိုမျိုးလိလာသိရှိလာတဲ့အသိတရားကိုဆိုလိုတာဖြစ်ပါတယ်။ ညာတရားကြတော့အဲ့လိုမဟုတ်ဘဲနဲ့သူကဘယ်အချိန်မှဘာကိုလုပ်ရမလဲဆိုတာကိုတွေးတောဆင်ခြင်ဆုံးဖြတ်နိုင်တာကို ပြောတယ်လို့နားလည်ရပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ကျွန်တော်တို့ကအတိတရားရှိတာနဲ့ပညာရှိတာနဲ့ကိုကွဲကွဲပြားပြားသိဖို့လိုပါတယ်တချို့တွေကအယမ်းသိတယ်အယမ်းတက်တယ်လိလာထားတယ်ဘဟုတုတ္တကြွယ်ဝတယ်ဒါပေမဲ့လက်တွေ့ဘဝမှာ ဘလို့အတုံးချရမယ်မသိဘူးဆိုတာကိုတွေ့ရတယ်။အဲ့ဒါကတော့ wisdom လို့ခေါ်တဲ့ပညာအားနည်းတာဖြစ်ပါတယ်။ဒါကြောင့်ဘ ഹു တုတ္တကျွယ်ဝတိုင်းပညာရှိတာမဟုတ်ပါဘူး။အကြောင်းအရာလုံးစုံကိုသိတိုင်းလဲပညာရှိတာမဟုတ်ပါဘူး။လက်တွေ့ဘဝမှာတင့်တင့်လျှောက်ပတ်အောင်အတုံးချတတ်မှဒါကပညာလို့ခေါ်ပါတယ်။တရှင်သောဝိညာဉ်တော်ကကျွန်တော်တို့ကိုပညာလဲပေးမယ်ထိုးထွင်းခြင်းတရားလဲပေးမယ်။ တချို့တွေကဝိညာဉ်တော်ဖွင့်ပြခြင်းကိုခံရလို့တမာတရားတွေကိုသိတယ်နားလဲတယ်တမာတရားတွေကိုပိုင်းခြားသဘောပေါက်တယ်ဒါပေမဲ့လက်တွေ့ဘဝမှာ အသက်ရှင်ဖို့ရန်အတွက်ဘယ်အချိန်မှာဘယ်အရာကိုအသုံးပြုပြီးဘယ်လိုဆုံးဖြတ်ချက်တွေချပြီးအသက်ရှင်ရမလဲဆိုတာကလည်းသိဖို့လိုပါသေးတယ်ဒါကိုလည်းတန်ရှင်သောဝိညာဉ်တော်ကလုတ်ပေးနိုင်တယ်ဆိုတာတွေ့ရပါတယ်လောကမှာအသက်ရှင်တဲ့အခါမှာတန်ရှင်သောဝိညာဉ်တော်မပါဘဲမိမိဘာသာမိမိ အတိတရားကြွယ်ဝပြီးတော့မှမိမိစိတ်ထင်အတိုင်းကိုပိုင်ဆုံးဖြတ်ချက်နဲ့လှုပ်ဆောင်နိုင်တာတွေလည်းရှိပါတယ်။ကြက်ကန်းဆန်အုပ်တိုးပြီးတော့မှအစဉ်ပြေသွားတာတွေလည်းရှိပါတယ်။သို့တော်လည်းပဲဒါတွေကတန်ရှင်သောဝိညာဉ်တော်ကြောင့်မဟုတ်ရင်တော့ဝိညာဉ်အကျိုးမဖြစ်ပါဘူး။သို့တော်လည်းပဲတန်ရှင်သောဝိညာဉ်တော်ကပေးတဲ့ပညာတရားနဲ့ထိုးထွင်းခြင်းတရားကိုရခဲ့မယ်ဆိုရင်တော့ကိုတိထားတဲ့ဝိညာဉ်ရေးရာတွေဘုရားသခင်ဖွင့်ပြထားတဲ့အရာတွေ တမာတရားနဲ့ဆိုင်တဲ့အသိပညာတွေမှစလောကအတွေ့အကြုံတွေလောကကသင်ယူထားတဲ့ဘူတုတ္တရဒါတွေကို ကျွန်တော်တို့ကလက်တွေ့မှာဘလို့ကျင့်သုံးရမလဲဆိုတာကို ဝေဖန်ပိုင်းခြားဆုံးဖြတ်နိုင်စွမ်းရှိလာရင်တော့ဝိညာဉ်အကျိုးဖြစ်လာမှာဖြစ်ပါတယ်။ဒါကြောင့်မလို့တန်ရှင်သောဝိညာဉ်တော်လမ်းပြမှုနဲ့နေ့စဉ်ဘဝမှာအသက်ရှင်နိုင်ဖို့ရန်အတွက်ပညာတရားနဲ့ထိုးထွင်းခြင်းတရားလိုပါတယ်။မဟုတ်ရင်တော့ကျွန်တော်တို့က လက်တွေ့မှာဝိညာဉ်အကျိုးမဖြစ်ဘဲနေပါလိမ့်မယ်။ချစ်တော်မိဘညီကိုမောင်နှမတို့တရှင်သောဝိညာဉ်တော်ဖွင့်ပြတဲ့နှုတ်ကပတ်တော်တွေဘုရားရဲ့အလိုတော်တွေကို သိရှိပြီးတရှင်သောဝိညာဉ်တော်ပေးတဲ့ဉာဏ်ပညာနဲ့လက်တွေ့ဘဝမှာအတုံးချတတ်ဖို့လိုတယ်ဆိုတာကိုတိုက်တွန်းပါတယ်ဒီစုကျေးဇူးတွေရဖို့လဲဆုတောင်းပေးပါတယ်ဖျာရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရားကိုရောကိုကျေးဇူးတင်ပါတယ် ဒီနေ့နှုတ်ကပတ်တော်အားဖြင့်တန်ရှင်သောဝိညာဉ်တော်ကပေးတဲ့ပညာတရားနဲ့ထိုးထွင်းခြင်းတရားအကြောင်းကိုသိရတယ်။ကျွန်တော်ရဲ့အသက်တာမှာလည်းဘဝတုတ္တကျွဲဝါဖို့ဝိညာဉ်ဉာဏ်ပညာကြီးဖို့လိုသလိုလက်တွေ့အသုံးချခြင်းနဲ့ဆိုင်တဲ့အရာကိုလည်းသိရှိနားလည်ပြီးအကျိုးခံစားဖို့မဆားပါ။အတိတရားသက်သက်မဟုတ်ဘဲလက်တွေ့ကျင့်သုံးနိုင်တော့သူဖြစ်စေတော်မူပါဝိညာဉ်တော်ဖျားလမ်းပြပါကောင်းကြီးပေးပါသခင်ယေရှုခရစ်တော်နာမ၌ဆုတောင်းလေဒီနေ့နှုတ်ကပတ်တော် ကြားနာရတဲ့မိသားစုဝင်အရောက်တိုင်းပေါ်မှာလဲခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးတက်ရောက်ပါမိအကြောင်းယေရှုခရစ်တော်နာမ၌ဆက်ကပ်၍တဏှိတာကို အစပြုပါ၏အာမင်